မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဣကကနိပတ်တေကနဘတ်130ကိုတိယဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါလေရှင်ဒီဇက်တော်ကတော့ပြည့်ရပြုကလင်းမြောင်ထား၍လေးနာတဲ့ပြောသည်ဖြင့်ဆရာနီးပေးတော်စေတိုက်မှာအကျင့်ရောပျောက်သောမိမအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလေရှင်နတ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေဒဝန်ကျောင်း၌သတင်းသုံးတော်မူစဉ်တဝတိမြို့တော်ဝယ်မိမတယောက်သည်တရားတရားနှင့်ပြည်စုံသောသတင်းနယ်ပုံနာ၏မိယာပုံနေမှဖြစ်လေ၏ထိုပုံနေမှသည်တိလာမရှိညအခါရုံမာသောအကျင့်ကိုကြည့်၏နေ့အခါတစုံတစ်ခုသောမှုကိစ္စကို မပြုတ်မူ၍မကြမ်းမာဟန်ဆောင်ကညဉ့်ညူလျက်သာအိတ်လေ၏ ထိုအခါပုံနာသည်ပုံလေးမအားရှင်မဘလို့ဖြစ်တယ်နည်းဟုမေးလေ၏အရှင်လေထိုးသည်ဟုပြောရာ ရှင်မဘာဝေါ်လိုရှိတယ်နည်းဟုမေးပြန်၏မွန်မြတ်တိမ်မွေသောရာဟုသမင်စသည်တို့ကိုအလိုရှိပါသည်ဟုပြောလေလျင်ပုံနာလည်း ပြောတမ်းရအောင်ရှာကြံ၍ပြရ၏အလုံးစုံသော အမှုကိစ္စကိုကျုံကဲ့သို့ပြုလုပ်ရ၏ပုံနေမကပုံနာအိမ်၌ရှိသောအခါအိမ်၏အပြင်သို့ထွက်သောအခါလင်းမြင်နှင့်နေ၏ပုံနာသည်ဤပုံနေမကို၌လေထိုးသောအနာကပျောက်တည်မရှိအမြဲသာထိုးနေသောသည်ဟုနှလုံးသွင်းကတနေ့တစ်၌ပန်းနှံ့သာလက်ဆွဲလျက်မြတ်စွာဘုရားထံအဖို့အမြော်သွားလေ၏ မြတ်စွာဘုရားသည်ပုံနာအားတည်င်းတယ်ဘဲကြောင့်မလာတနည်းဟုမေးလေ၏ရှင်ပြာတပည့်တော်ဤပုံနေမှသည်အငယ်လေထိုးပါ၏။မွန်မြတ်သိမ်မွေသောအစာအာဟာရကိုခဏခဏအရှာပေးရပါ၏။ရုပ်အစင်းလည်းသူတစ်ဖြစ်ကြည်လင်၏။လေထိုးနာလည်းပျောက်တည်မရှိ။ပုံနေမှကိုလှုပ်ကြွေးနေရသည့်အတွက်မြတ်စွာဘုရားထံတော်သို့မလာနိုင်ပါဟုလျှောက်ထားလေ၏။မြတ်စွာဘုရားသည် ပုံနေမှဤ ်ရုပ်မာသောအကျင့်ရှိသည်ကိုတည်တော်မူ၍အတင်းလေဤလိုအိပ်၍သာနေသောမိမ၏အနာရောဂါမပြောက်လက်တော့စေဖို့ဆက်၍ပေးရန်တင်၏ရှင်းပညာရှိသူဆိုအပ်သောစကားကိုဘဝတပံဖုံးလွှမ်းနေသောကြောင့်မမှန်မီဟုမိတော်မူကအောက်ပါအတိတ်ဆက်ကိုဆောင်းတော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲဗေမတက်မေမင်းပြုတည်ရှိသော ဖျားလောင်းသည်ပုံနာတကြွယ်မျိုး၌ဖြစ်၍အွယ်ရောက်သောအခါတက္ကရူပြည်သို့တွား၍အသက်ပညာအလုံးစုံကိုတင်ယူပြီးလျှင်ပါရဏတိမျိုးတော်ပဲတိတာဘောင်မောခဆရာကြီးထံစိက္ခာစားလေးရှိ၏သူပုံနာ၏ပုံနေမှာကတိလမရှိ ရုံမှတော့အကျင့်ရှိ၏လေတို့တော့အနာရှိဟန်ဆောင်ကအိပ်၍သာနေ၏တစုံတစ်ခုတော့အမှုကိစ္စကိုမပြုပုံနာရှိသောအခါအိပ်၏အပြင်ထွက်သောအခါလင်းငယ်နှင့်နေ၏ ုံနာသည်ဤပုံနေမကအမြဲလီထိုး၏ပျောက်တည်မရှိဟုနှလုံးတွင်းကဆရာကြီးထံအစိုးမခံရန်တွားလေ၏သူအခါဆရာကြီးကမေးတော့အခါပုံနေမအကြောင်းကိုပြောကြားလေ၏ ဆရာကြီးလည်းပုံနှင်းမက ပုံနာလူလင်ကိုလှည့်စား၍အိတ်နေခြင်းဖြစ်သည်ကိုတည်တပြေအမောင်တင့်ပုံနှင်းမနှင့်တင့်လျော်သောဆေးကိုငါပြောကြမည်ယနေ့မှစ၍နာနုထောပတ်စသောမွန်မြတ်သောအစာအဟာရကို မပေးလေနှင့်နွားကျင်ငယ်၌အရွက်ငါးမျိုးနှင့်တစ်တီးစုံတို့ကိုထည့်၍ထောက်တုကကျင်းနီခွတ်တစ်တွင်ထည့်လျက်ကျင်းနီနန်းကို ယူစေပြီးနှင့် ကျိုးလွန်တစ်ခဲတို့ကိုဂိုင်ကပုံနေမအားဤစေးဒီတင့်ယောဂာနဲ့တင့်လျော်တော်စေဖြစ်သည်ဈေးကုန်မူလဲတောက်မြီလော့တင်စားသောသမင်းနှင့်လျှော်အောင်အမှုကိစ္စကိုလည်းပြုမြီလော့ဟု ပြောဆိုလီဈေးကိုအကယ်၍မတောက်အံ့ကျိုးဖြစ်၎င်းလွန်ဖြစ်၎င်းချီနောင်ဆွဲငင်ကရိုက်ပုတ်ထောင်းရ၌တစ်ခဲတို့ဖြစ်ရိုက်ပုတ်လီသမင်းကိုဆွဲ၍ထောင်းထုလီခနာချင်းပင်အိယာမှာထား၍ မူကိစ္စတို့ကိုပြုလုပ်လိမ့်မည်ဟုညီးပေးလိုက်၏ပုံနာလေဆရာမတော်အတိုင်းစေးကိုစီမံကရှင်မဤစေးကိုတောက်လော်ဟု ပြောလေ၏တင့်အားဤစေးကိုဘသူပြောသည်နည်းဟုမေး၏ရှင်မဆရာကြီးပြောသည်ဟုဆိုလေလျင်စေးကိုပြစ်လိုက်ပါမတောက်ဘူးဟုဆိုလေ၏ထွက်ခါပုံနာသည်တင့်တဘောအတိုင်းတောက်မည်မဟုတ်ဟု ဆိုကာကျိုးကိုကင်လျက်ဟဲ့ပုံနေမ တင်လေထိုးသည်ဆိုသောစကားနှင့်လျှော်ညီအောင်ဈေးကိုလည်းတောက်လော့တင်စားသားတော်သမင်းနှင့်လျှော်ညီအောင်အမှုကိစ္စကိုလည်းပြုလော့တင်ပြောသောစကားနှင့်စားသားတော်သမင်းမှမငြင်းညွတ်လေဟုကျေးမောင်ပြောဆိုလက်တော်ပုံနေမှသည်ဆရာကြီးကိုပြောကြားသောကာလမှစ၍ပုံနာကို မလှည့်စားနိုင်တော့ပြီဟုထ၍အမှုကိစ္စတို့ကိုပြုလုပ်လေ၏ ဆရာကြီးကငါတီလာမရှိသေးကိုတိလေပြီးဤနေမဆာ၍ရုံမာတော်ကျင့်ကိုမကျင့်ကောင်းဟုဆရာကြီးကဲ့ရဲ့မိကြောက်တဖြစ်ရုံမာတော်ကျင့်ကိုရှောင်ကျင်လျက်တီလာနှင့်ပြေဆုံးလေ၏ ဤတို့နှင့်မြတ်စွာဘုရားသည်အတိတ်ပြစုံပံနှတန်သောဝတ္ထုတို့ကိုအနုတန်တည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါလင်မယားသည်ယခုအခါလင်မယားတိတာပါမုခသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ကောတိယဇက်တော်ဤတွင်ပြီးအခုလိုဖပြခွေရအောင်ယေရှုပြုပေးခဲ့ကြသူများအားလုံးကိုဒုဘဲယေရှုတင်ရှိပါれရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝင်ငြိမ်ချမ်းကြပါစေ